ကြံဝဲမြို့မှာကြံဝဲမြို့ပေါ်နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ကျေးရွာတွေကဒေသခံတိုင်းရင်းသားပြည်သူတွေကိုကျန်းမာရေးလုပ်ငန်းတွေဆောင်ရွက်ပေးလျက်ရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါဗျ။ရှဲပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့မှာမြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနကအခြေခံကျန်းမာရေးဝန်ထမ်းတွေဟာကြောင်မဲမြို့ပေါ်နဲ့နေတဝိုက်မှာရှိတဲ့ကျေးရွာတွေကဒေသခံတိုင်းရင်းသားပြည်သူတွေကိုကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊မကူးဆက်ယောဂနဲ့ကူးဆက်ယောဂကာကွယ်နှိမ်နင်းရေးလုပ်ငန်းနဲ့ ကိုဝင်ဆောင်မိခင်နဲ့ကလေးဆောင်းရှောက်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးလျက်ရှိပါတယ်။ကြောင်မဲမြို့မှာကာကွယ်ဆေးထိုးနှံတိုက်ကြွေးခြင်းလုပ်ငန်းကိုပြန်လည်အားဖြင့်ဆောင်ရွက်ဖို့အတွက်အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကြွေးခြင်းလုပ်ငန်းတွေအသက်15နှစ်အောက်ကလေးတွေကိုအထူးအစီအစဉ်နဲ့ကာကွယ်ဆေးထိုးနှံတိုက်ကြွေးလုပ်ငန်းတွေစသဖြင့်ကာကွယ်ဆေးထိုးနှံတိုက်ကြွေးခြင်းလုပ်ငန်းတွေကိုကလေးတိုင်းစီကိုရောက်ရှိဖို့နေလမ်းမျိုးစုံနဲ့ဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။အသက်15နှစ်အောက်ကလေးတွေကိုအထူးအစီအစဉ်နဲ့ကာဝယ်ဆေးထိုးနှံတိုက်ကြွေးလုပ်ငန်းတွေကိုကြောင်မဲမြို့နဲ့နောင်ချိုမြို့နယ်အပောင်းဝင်ရှမ်းပြည်နယ်မြေ ြောက်ပိုင်းအတွင်းမှာရှိတဲ့ပုံမှန်ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေတဲ့မြို့နယ်အားလုံးမှာထိုးနှံတိုက်ကြွေးပေးလျက်ရှိတယ်လို့သိရပါတယ်။အလားတူကြောင်မဲမြို့လာမမှုနှင့်တရုတ်ပုံကြောင်မှာအော်တိုဝါ9ရက်ကစပြီးယာယီစင်းယုံဖွင့်လှစ်ပြီးဒေသခံတိုင်းရင်းသားပြည်သူတွေကိုလိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုပေးတာအတွင်းလူနာနဲ့ပြည်ပလူနာတွေကိုလက်ခံကူတာပေးတာတွေဆောင်ရွက်ပေးလျက်ရှိရာ အစောပိုင်းဒေတာအနေတဝိုက်ကဒေတာကန်တိုင်းဒေတာပြည်သူတွေလာရောက်ကူတာမှုခံယူလျက်ရှိပြီးအော်တဝါ9ရက်ကနေ10ရက်အထိပြင်ပလူနာ623နဲ့အတွင်းလူနာ14ဦးကို လိုအပ်တဲ့ကူတာမှုတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရပါဗျ။